မိတ်ဆွေများအားလုံးပဲမင်္ဂလာပါရှင်ဒါဗီချာချက်နဲ့မှပြန်လည်ကြိုဆိုလိုက်ပါတယ်အခုကပြပေးမှကတော့ဆရာပန်ဖို့တိန်ဖီရှိသားထားတဲ့လက်ရှိဘဝကိုကျေးဇူးတင်ဖို့တည်င်းဆိုးကိုစောင့်မနေပါနဲ့ကြိုးပမ်းမှုမအောင်မြင်ရင်ရဲစရာလို့မှတ်ယူပါဆိုတဲ့စာပတ်ရေးကိုဖတ်ပြပေးမှပဲဖြစ်ပါရဲ့ရှင်လက်ရှိဘဝကိုကျေးဇူးတင်ဖို့တည်င်းဆိုးကိုစောင့်မနေပါနဲ့ တစ်ချိန်မဟုတ်တစ်ချိန်မှာကျွန်တော်တို့အားလုံးနှီးပါဟာအလွန်ကြောက်စရာကောင်းတဲ့ယောဂဆွဲကပ်နေကြောင်းစိတ်စိတ်ချက်မှတ်တမ်းကိုလက်ခံရရှိကြမှာဖြစ်တယ်။အဲ့ဒါဟာတိတ်မင်းချလိုက်တဲ့အကြောင်းကြားစာနဲ့တူတယ်။ဒီခါမှာစိတ်ချောက်ချာခြင်းထိတ်လန့်တုန်လှုပ်ခြင်းတွေဖြစ်လာမှသိချတဲ့တပြိုင်နက်သေးမှပဲမိမိရဲ့လက်ရှိဘဝပေါ်အမြင်ပြောင်းလဲသွားပါလိမ့်မယ်။ အရင်ကလေးမမူကယူမဆိုင်ခဲ့တဲ့အရာတွေရှဲမောခြင်း အလှအပခင်မင်ရင်းနှီးမှုတစ္ဆာရှိမှုတဘာဝအတိုင်းဖြစ်နေတဲ့အရာတွေမိသားစုနဲ့ချစ်ခင်ရသူတွေမိမိအိမ်စတာတွေဟာအခုတော့ပိုပြီးအရေးကြီးလာတယ်လို့အလွန်လဲထူးခြားတယ်လို့မြင်လာပါတယ်နေ့စဉ်နေ့တိုင်းကိုလည်းအလွန်တန်ဖိုးရှိတဲ့လက်ဆောင်လို့ခံစားမိလာတယ် ပြီးတော့အရင်ကကျွန်တော်တို့ကိုအမြဲတမ်းလိုလိုစိတ်နှောက်ရှက်ပေးနေခဲ့ကြတယ်။အသေးအဖွဲလေးတွေကိုလည်းအရေးမကြီးတော့ဘူးသို့မဟုတ်အလေးထားကယူဆိုင်နေစရာမလိုတော့ဘူးလို့မြင်လာတယ်။အရင်ကအာယုံဆိုင်လေးရှိတဲ့အနှောက်ရှက်လေးတွေရဲ့အရေးပါမှုဟာလဲလျှော့ကျသွားတယ်။လောလောဆယ်အထူးကယူဆိုင်အာယုံထားနေတာကထူးကဲလာတဲ့လက်ရှိဘဝပါ။ အခုသတင်းစိုးပေါ်ဘလို့တုံ့ပြန်တတ်တယ်ဆိုတာကိုသိပြီးဆိုတာနဲ့အဲ့ဒီလိုတုံ့ပြန်မှုကအလွန်ကောင်းတယ်လို့လက်ခံရမှာပါဒါဆိုရင်သတင်းစိုးကြားမှာအဲ့ဒီလိုတုံ့ပြန်မယ်ဆိုပြီးစံဆိုင်နေမယ်အစားဘာဖြစ်လို့အဲ့ဒီလိုတုံ့ပြန်မှုကိုစောစောစီစီမလုပ်ရတာလဲလက်ရှိဘဝကိုဘာကြောင့်တံပိုးမထားနိုင်ရတာလဲဘဝဆိုတာအံ့ဩဖွယ်ရဖြစ်ပြီးကျွန်တော်တို့ဒီဘဝမှာလူဖြစ်ရတာ အလွန်ကံကောင်းတယ်လို့ပါကြောင်းမစင်စားမိခဲ့ကြတာလေဘဝဆိုတာအလွန်တူတောင်းလာတဲ့နောက်ပြီးဘဝမှာရရဟာလင်းလင်းမြန်မြန်ပြောင်းလဲနေတတ်ပါတဲ့အခုသင်မှာခင်ပွန်းဇနီးသို့မဟုတ်သာသမီရှိတယ်နောက်တော့မရှိတော့ဘူးသေသွားတာသို့မဟုတ်အဝေးကိုထွက်သွားတာပါ အသက်ရှင်ရှင်နေရမယ်လို့သင်ထင်နေတယ်နောက်တော့သင်ဒီကဘာပေါ်မှာမရှိတော့ဘူး ွယ်လွန်သွားတာပါတရက်မှသင်ဟာလမ်းလျှောက်ရင်းပျော်နေတယ်နောက်တော့လမ်းမလျှောက်နိုင်တော့ဘူးကတိုက်ခံရပြီးခြေတော့ကျသွားလို့ပါ နောက်ပြီးသင်မှအိမ်ရှိတယ်နောက်တော့မရှိတော့ဘူးမီးလောင်သွားလို့သို့မဟုတ် အပောင်ဆုံးပြီးအဆိုးရသိမ်းသွားလို့စတာတွေပါဒီလောက်ဆိုရင်အရာရာတိုင်းဟာမတည်မြဲဘူးအမြဲပဲပြောင်းလဲနေတယ်ဆိုတာကိုသဘောပေါက်နားလည်ပြီလို့ထင်ပါတယ် လူတွေရဘဝကိုနီးနှမျိုးနဲ့ရှုမြင်တတ်ကြတယ်ပထမနီးအဆိုးမြင့်တဲ့နီးကဘဝမှာကြုံတွေ့ရတဲ့ပြောင်းလဲတွေကိုရှောင်လွှဲမရခြင်းအပေါ်လက်မြောက်အရှုံးပေးလိုက်ခြင်းပါစောစောက ပြောသလိုမိမိပိုင်ဆိုင်တဲ့ပြည့်စုံမရှိတော့ဘူးဆိုရင်ပူဆွေးတော့ကရောက်ပြီးဘာမှမလုပ်တော့ဘူးဒုတိယနီအကောင်းမြင့်တဲ့နီကအရာရာမတိမြဲဘူးဆိုတာကိုသဘောပေါက်လို့ မိမိရဲ့လက်ရှိဘဝကိုကျေးဇူးတင်တတ်အောင်မိမိကိုယ်ကိုအစဉ်အမြဲတတိပေးနေခြင်းပဲဖြစ်တဲ့ကျွန်တော်တို့ဟာအိမ်မှာနေသားကြနေသလိုအချိန်တွေကုန်ဆုံးနေကြတဲ့အတွက်မိသားစုပိုင်ဆိုင်မှုပတ်ဝန်းကျင်အနောက်ရှက်တွေကနေကင်းဝေးနေမှုဘေးအန္တရာယ်တွေကလုံခြုံမှုတတောင်တတရှိမှုနဲ့အိမ်မှာရှိတဲ့ပစ္စည်းတွေကို အလေးမထားဂယုမဆိုင်ပဲနေတတ်ကြတဲ့အဲ့ဒီလိုဖြစ်တတ်မှုကြောင့်ခခဏနာအိမ်မဖြစ်လဲ အိမ်တလုံးပိုင်ဆိုင်နေတာကို အလွန်ကံကောင်းတယ်လို့ကိုကိုကိုတတိပေးနေဖို့အရေးကြီးတယ်ဒါကြောင့်တတ်နိုင်ရင်ကျွန်တော်တို့ဟာနေစဉ်သက်သက်မမတ်အချိန်လေးမိနစ်အနည်းငယ်လောက်ပေးပြီးအိမ်ဟာကျွန်တော်တို့ဘဝမှာအရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်နေလို့ကျေးဇူးတင်ကြောင်းနှလုံးသွင်းပေးဖို့လိုတဲ့ဒါကြောင့်အိမ်မှာနေရတာကိုပျော်ရွှင်စွာနေတတ်ဖို့ကြိုးစားပါအိမ်ကိုတန်ဖိုးထားပါ အထုပ်ပြောရရင်မိမိလက်ရှိဘဝကိုတံပိုးထားတတ်ဖို့အလေးထားတတ်ဖို့တည်င်းစိုးဖို့စောင့်မျှော်နေမယ့်အစားဘဝမှာအရင်က အလေးမထားခဲ့တာတွေကို အခုချိန်ကစားပြီးဂယုဆိုင်အလေးထားပါဒါဆိုရင်သင်အရင်ကထက်ဘဝကိုအများကြီးကျေးဇူးတင်လာမှာဖြစ်တယ်လို့လက်ရှိဘဝမှာနေထိုင်ရတာကိုလည်းပျော်လာမှာဖြစ်တယ်ကြိုးပမ်းမှုမအောင်မြင်ရင်ရဲစရာလိုမှတ်อยู่ပါ ရုံဖေးရဲ့တရက်မှာကျွန်တော်နဲ့ခရီးဟာမနက်စစားပြီးချိန်ကစားပြီးအိမ်ကိုတန်းရှင်ရင်လောက်ကြတဲ့အိမ်မှာရှုပ်ပွားနေတာတွေကို ရှင်းလင်းကြတဲ့ကျန်းတွေကိုပြောင်းတိုက်ကြတဲ့အခန်းထဲကကလေးတွေကစားပြီးခြားထားခဲ့တဲ့အယုတ်တွေကို ပြန်သိမ်းကြတဲ့အဝေးပြည်တို့တွေထဲကအဝေးတွေကိုခောက်ပြီးစီထက်ကြတဲ့ဒီလိုနဲ့အလုပ်တွေကိုမနာရန်တောက်လျှောက်လုပ်နေခဲ့ကြတဲ့နေခင်ချိန်ရောက်တော့လှုပ်ထားခဲ့တဲ့အလုပ်တွေဟာတဲထဲရည်သွန်းဖြစ်သွားတော့တဲ့ အဖြစ်ကတည်လို့ပါတမိနှစ်ယောက်နဲ့သူငယ်ချင်းတွေဟာရုတ်တရက်အိမ်ထဲကိုပြေးဝင်လာကြတယ်သူတို့ဟာရှင်တွေပေးနေတဲ့ဖက်နှက်တွေစီးပြီးဧကန်နဲ့ပြေးဝင်လာကြတာကြောင့်ပြောင်းလာအောင်တိုက်ထားတဲ့ကြမ်းပြင်တွေဟာရှင်တွေနဲ့ပေးပွားတာတဲ့ကျွန်တော်ကကလေးတွေအိမ်ထဲဝင်ရင်ဖက်နှက်တွေချုပ်ဖို့မပြောခဲ့မိဘူးကလေးနှစ်ယောက်ဟာသမီးတွေရဲ့အိမ်ကန်းထဲဝင်သွားပြီးဗီဒိုတွေကကစားစရာအယုတ်တစ်ခုကိုမမီမကန်းလှမ်းဆွဲလိုက်ကြတယ် ဗီဒီယိုတွေကရုပ်တွေနဲ့ပစ္စည်းတွေထွက်ကြလာကြပြီးကြမ်းပြင်ပေါ်မှာဖြန့်ကျဲကုန်ကြတယ်ဒီအချိန်မှာကျွန်တော်ဟာထပ်ခိုးပေါ်တက်ပြီးအတုံးမလို့တော့တဲ့ပစ္စည်းတွေကိုတခြားသူတွေကို ပေးဖို့အတွက်စက်ကူပုံးတွေထဲမှာထည့်နေတယ်လမ်းလျှောက်နေရင်ခြေထောက်တစ်ဖက်ဟာထပ်ခိုးရဲ့ဆွေမြည်နေတဲ့ကြမ်းတနေရာကိုနင်းမိပြီးကျွဝင်သွားတယ်။ကြမ်းမှာအပေါက်ကြီးတစ်ခုဖြစ်သွားတယ်။ အိမ်တလုံးဟာဗယံဖနာဖယုဖယဲတွေဖြစ်နေတယ်လို့ပါပဲကျွန်တော်ကိုကျွန်တော်အခုလိုရေရိုးပြောဆိုလိုက်မိတယ်ဒီနေ့ဟာငါအတွက်ကြိုးစိုးဝင်မယ်နေပဲကွာတဲ့အိမ်မှာလည်းအခုလိုအချိန်နေမျိုးနဲ့ကြုံခုမှာပါဒီအချိန်နေမျိုးနဲ့ကြုံလာရင်ဘယ်သူမှစိတ်တို့ဒေါသထွက်မိမှာပါ ျွန်တော်တို့အများစုဟာလုံနေကြတုံးပြမှုတစ်ခုဖြစ်တယ်ဘဝဆိုတာမတရားဘူးဘယ်လောက်ပဲကြိုးစားလုပ်ပေမဲ့လည်းမအောင်မြင်ဘူးကိုကိုကိုပြောမိကြမှာပါအဲ့ဒီလိုပြောရင်လည်းအရင်တုန်းကလည်းဒါမျိုးတွေဘယ်နှကြိမ်ဖြစ်ခဲ့ဘူးတဲ့နောင်လည်းထက်ကြုံအောင်မှာပဲလို့စဉ်းစားမိပြန်တယ်အဲ့ဒီလိုစဉ်းစားခြင်းဟာအကျိုးနည်းနည်းမှမရှိဘူးပိုပြီးစိတ်တူတာဒေါသထွက်တာပဲဖြစ်လာမှာပါ ကျွန်တော်လည်းအကြီးအကျယ်စိတ်ပြတ်သွားပြီးဘာဆက်လို့ရမှမသိတော့လို့ဧကန်ဧကန်ကလထန်တလုံးပေါ်မှာခြေပြက်လက်ပြက်ထိုင်ချပြီးနားနေလိုက်တယ်ဒီအချိန်မှာခရစ်ဟာကျွန်တော်နားရောက်လာပြီးလေးတန်းအေးအေးနဲ့ခုလို့ပြောတယ်အိမ်မှာဖြစ်ပျက်နေတာတွေကိုတယောက်ယောက်ချောင်းကြည့်နေမယ်ဆိုရင်သူဥတ္တမတရဲ့နေလိမ့်မယ်တဲ့ကျွန်တော်တို့နှစ်ယောက်ဟာမျက်ရည်ထွက်တဲ့ဒီခွက်ထိုးခွက်လန်းရေလိုက်ကြတယ် အဲ့ဒီလိုရေပြီးသွားတော့ကျွန်တော်ရဲ့စိတ်တို့ဒေါသဖြစ်နေတာပျောက်သွားသလိုစိတ်ထဲမှာလည်းပေါ်ပါရှင်လန်းသွားတာကိုထူးဆန်းစွာသတိထားမိလိုက်တယ်။ခုလိုပြောလို့ကျွန်တော်တို့ဟာအိမ်မှာရှုပ်ပွားညစ်ပေနေတာကိုဂယုမဆရဘူးလို့ဆိုလိုတာမဟုတ်ဘူး။ကျွန်တော်တို့လင်မယားနှစ်ယောက်စလုံးဟာအတန်ပြန်လွန်ကြကြသူတွေပါ။ အိမ်တစ်ခုလုံးတန်းရှင်းတန်းရနေတာကိုပဲအမြဲမြင်ချင်နေကြတဲ့ဒါပေမဲ့တခါတလေစစောကလိုအခြေအနေကိုထိန်ချုပ်လို့မရတဲ့အခြေမျိုးလည်းရှိတတ်တယ်အထူးသဖြင့်အိမ်မှာကလေးတယောက်သို့မဟုတ် ဒီထမကရှိနေရင်ပါ တခါတလေအိမ်ကိုဧည့်သည်တွေအများကြီးအလဲလာကြလို့သူတို့ပြန်သွားတဲ့အခါမှာဧခန်ဟာရှုပ်ပွားနေတတ်တယ်။အမိုက်တွေကိုတိမ့်ဆဲလို့မရနိုင်တာ သို့မဟုတ်တိမ့်ဆဲဖို့အချိန်မလွန်တော့တာ အချိန်မရှိတာတွေနဲ့လည်းကြုံတွေ့နေရတတ်တယ်။ဒါပေမဲ့သင်ဟာလူသားတယောက်ဖြစ်ပြီးစူပါမန်မဟုတ်လို့အလုပ်တွေအားလုံးကိုတယောက်ထဲနဲ့ချက်ချင်းပြည့်စည်သွားအောင်လုပ်လို့မရနိုင်ဘူးဆိုတာကိုသိထားပါ။ စောစောကကျွန်တော်ဖြစ်ခဲ့တယ်လို့ပဲတင်းရဲ့ကြိုးပမ်းလှုပ်ဆောင်မှုအရာမထင်ခဲ့ရင်ရေမောပစ်လိုက်ပါရေမောလိုက်ခြင်းဟာရှုပ်ွားနေတဲ့တင်းအိမ်ကိုမျက်လှည့်ကျလိုက်တယ်လို့တန့်ရှင်းရေးတက်ရက်သွားမှာမဟုတ်ဘူးကျမ်းပြင်မှာရှုပ်ွားနေခဲ့တဲ့ပစ္စည်းတွေဟာသူ့အလိုလိုနေရာတကြားပြန်ရောက်သွားကြမှာမဟုတ်ဘူး ပေါက်သွားတဲ့ကြမ်းဟာလည်းသူ့အလိုလိုပြန်ပိတ်သွားမှာမဟုတ်ဘူးဒါပေမဲ့တင်းရဲ့စိတ်မကြည်လင်တာစိတ်တို့ဒေါသထွက်နေတာတွေဟာတိတိတတကြီးရောကြသွားမှာတော့တေချတဲ့အ ਨੇ ဆုံးတော့တင်းစိတ်ထဲမှာဒီဟာတစ်ခုကိုတော့နားလည်လိုက်ပါလိမ့်မယ်ဒီတနေ့ထဲနဲ့တင်းအိမ်တန့်ရှင်ရေလောက်တာပစ္စည်းတွေကိုပြန်စီတာမလုံနိုင်တော့လို့ကပ္ပကြီးပြတ်မသွားဘူးနောက်ရနောက်ရတွေကြံသေးတယ်လို့မှတ်ယူလိုက်ပါ ဟုတ်ကဲ့ပါရှင်ဒီစားပိုက်လေးကိုနားထောင်ပြီးတော့မိတ်ဆွေတို့လက်တစုံတစ်ခုခံစားရမယ်ဆိုရင်ခွန်မမ်းမှရေခဲစေချင်ပါတယ်ကျမကိုအားပေးတော့စာချစ်ပရိသတ်များနဲ့အတူတတ္တဝါတွေအလုံးကောင်းကျိုးလိုရာစံတာတွေပြေဝါကြပါစေလို့ဆုတောင်းမြတ်တာဖို့တားရင် ဆုံးထိနားထောင်ပြီးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်